ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေ6:00ခွဲအချိန်မှာတော့မန်ချက်စတာနဲ့တဲ့ပွဲစဉ်ရှိလို့နေပါတယ်မန်ချက်စတာနဲ့တဲ့ဟာအဝေးပြိုးကိုသွားပြီးတော့ဘရန်ဖို့နဲ့ကစားမှာခင်ဗျာပွဲကောင်းတစ်ပွဲဖြစ်လာပါလိမ့်မယ်ဘရန်ဖို့ကသူ့အိမ်ကမှဆိုအရန်ကောင်းတယ်ယူနိုက်တက်ကိုဘရန်ဖို့ကအသာစီးကနေဖိဖိကစားတဲ့ပွဲမျိုးဖြစ်လာပါလိမ့်မယ်အခုချင်းဘရန်ဖို့ရဲ့တန်တန်တိုက်စစ်တွေကိုယူနိုက်တက်ခက်ခဲထိန်းချုပ်ရပါလိမ့်မယ်ခင်ဗျာဘရန်ဖို့ကလက်ရှိမှာရလက်တွေဆိုးရွားလို့နေပါတယ်ဒါပေမဲ့ဘရန်ဖို့ရဲ့အသာချက်က ဝဲစင်တိုင်းတို့လိုမှာဂိုးရထားတဲ့ချက်ပဲဖြစ်ပါတယ်ခင်ဗျာရှုံးတဲ့ပွဲတွေမှာတော့ဘရက်ဖို့တိုက်စစ်ဟာဂိုးရအောင်တွင်းနိုင်ခဲ့တယ်နောက်ဆုံးပရီးမီယာလိသုံးပွဲကိုကြည့်လိုက်မယ်ဆိုရင်ဘရက်ဖို့ကရှယ်စီတသိန်းကိုပဲတေးကန်နိုင်ခဲ့တယ်တန်တဲ့နှစ်ပွဲကိုရှုံးနေထားခဲ့တယ်ဒါပေမဲ့ရှယ်စီကိုသူဟာအင်ကွင်းမှာတေးကစားနိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီပွဲမှာလည်းမန်ချက်စတာယူနိုက်တက်ကိုဘရက်ဖို့ကတေးခံကန်တာမျိုးတွေဖြစ်လာမလားဆိုတာကျွန်တော်တို့တွေးဆရဖို့ရှိနေပါတယ်ယူနိုက်တက်တက်စစ်မှုအန်ပြူမိုကတော့ဒီပွဲဟာ အသင်းဟောင်းကိုပြန်ရင်ဆိုင်ရတဲ့ပွဲစဉ်ဖြစ်လာမှာပါခင်ဗျပြီးတော့ United ရဲ့နီးပြအီမိုရင်သူဟာမအောင်မြင်တဲ့သူ့ရဲ့နီးပြပါကိုဒီပွဲမှာလဲ3ပြီး3ဆိုသလိုဆက်ပြီး3ပါလိမ့်မယ်အဲ့ချက်ကလည်း United ကိုဒုက္ခပေးဦးမှာပါ United ဟာ Chelsea နဲ့ပွဲတော့ကောင်းပါတယ်ဘာလို့ကောင်းလဲဆိုလဲ10ယောက်17ယောက်ကစားတဲ့အချိန်မှာကောင်းပါတယ်ခင်ဗျ2ဂိုးတောင်သွင်းကြတယ်အဲ့တော့10ယောက်17ယောက်ကစားပြရင် United ကောင်းပါတယ်10ယောက်10ယောက်လူလက်ညီရောမကောင်းတော့ဘူး ကိုဘာပြန်မေးလိုက်ရတယ်ငါကိုတကူဖြစ်သွားတယ်ကံကောင်းလို့နိုင်လိုက်တယ်ပေါ့လေပြီးတော့ United ဟာဒီယာစီမှာအဝေးကွင်းနိုင်ပွဲမရသေးဘူးခမဘလောက်ဒီလဲဆိုရင်ခါဘောင်းဗလာပွဲစဉ်ကိုအဝေးကွင်းမှာသွားကစားတယ် Green Street Town ကိုပန်နဒီအဆုံးပြန်နိုင်ရှုံးပြီးတော့ United ပြန်လာခဲ့ရတယ်ခမအဲ့တော့အဝေးကွင်းမှာ United ဒီနိုင်ပွဲတပွဲလောက်တော့ရအောင်ပြနိုင်မှုလိုအပ်နေပြီလို့ကျွန်တော်ယူဆမိတယ်အခု Brentford နဲ့ပွဲမှာ United ဟာကစားရခတ်ပါလိမ့်မယ် ကစလန်ရိုးကလည်းဝဲပဲခံရတာဖြစ်တဲ့အတွက် United ကွင်းလည်းကိုဘလို့အခင်းချင်းနေနဲ့မိပြအင်မိုရင်ပွဲထုတ်လာမလဲဆိုတာကိုကျွန်တော်စိတ်ဝင်စားနေပါတယ်။ဒါပေမဲ့ United ရဲ့ပွဲစဉ်စရာအနေအထားကိုကြည့်ရင် Brentford ပြီးရင် Sunderland ပြီးရင် Liverpool ရှိနေပါတယ်။ဒီတော့ Brentford နဲ့ Sunderland နှစ်ပွဲမှာတပွဲလောက်တော့အနည်းဆုံးနိုင်မှုလို့ရပေါ့လေ။ဖြစ်နိုင်နှစ်ပွဲလုံးတော့နိုင်ထားလို့ရဗျ။တပတ်မှတပွဲပဲကစားနေရအောင်လေအသင်း။ဒီအသင်းဟာ နိုင်တဲ့လေတော့ယူဆမိတယ်ဘရန်ဖို့ရဲ့အင်ကွင်းကစားပုံကောင်းတယ်ဒါပေမဲ့ဒီပွဲမှာတော့ United ဟာတရင်နဲ့အနိုင်နှစ်ခုတည်းကတစ်ခုကိုရရှိသွားလိမ့်မယ်လို့ယူဆမိပါတယ်ခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ